ဘောဘန်က FA trading မှာ CMB ကုမ္ပဏီတွေထံကဝယ်ယူထားတဲ့နိုင်ငံခြားငွေတွေအနက်ဒေါ်လာ73သိန်းကျော်ကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေကိုစွန်စနစ်ရက်ကရောင်းချပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။2025ခုနှစ်မေလအတွင်းရောင်းချမှုတွေအနေနဲ့ဘောဘန်က73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ33သန်းနဲ့ ထိုင်းဘတ်တန်း200ရောင်းချပေးမှာဖြစ်ကြောင်းမေ6ရက်ကထုတ်ပြန်ခဲ့ပါတယ်။မေ6ရက်မှာယွမ်3.9တိန်းကျော်၊မေ9ရက်မှာဒေါ်လာ9တိန်းကျော်၊မေ10ရက်မှာယွမ်9တိန်းကျော်၊ဘတ်5.3တန်းသန်းကျော်၊မေ9ရက်မှာဘတ်3.6တန်းကျော်၊မေ12ရက်မှာဒေါ်လာ10တိန်းကျော်၊ဘတ်တက်တသမ5တန်းကျော်မေ23ရက်မှာ73စီလုံငယ်ရှင်တွေကိုဒေါ်လာ23တက်သမ6ခွန်တန်းကျော်နဲ့ဘတ်တန်း90ရောက်ချပေးခဲ့ပါတယ်။ မေ23ရက်မှာဒေါ်လာ1.6နဲ့တန်းကျော်မေ14ရက်မှာဘတ်4.3တန်းကျော်မေ15ရက်မှာဒေါ်လာ3သိန်းကျော်ဘတ်3တန်းကျော်မေ16ရက်မှာဒေါ်လာ3သိန်းဘတ်16သိန်းကျော်မေ19ရက်မှာဒေါ်လာ3တန်းကျော်မေ20ရက်မှာဒေါ်လာ5.6သိန်းကျော်မေ21ရက်မှာဒေါ်လာ1.2သိန်းမေ22ရက်မှာဘတ်5.8တန်းကျော်မေ23ရက်မှာယွမ်9သိန်းကျော်ဘတ်2တန်းကျော်မေ26ရက်မှာဒေါ်လာ1.8သိန်းကျော်ယွမ်3သိန်း ဘတ်နှစ်တသမအရှစ်တန်းကျော်မေ28ရက်မှာ73စီလုံငန်းရှင်တွေကိုဒေါ်လာတန်း30ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မေ28ရက်မှာတော့ဘတ်၄တသမ3တန်းကျော်ထုံရောင်းခဲ့တာဖြစ်ပါတယ်။ဘ ഹു ဘန်ကနိုင်ငံခြားငွေကြေးဈေးကွက် FA Trading Platform မှာစာသုံးစီနဲ့တခြားကုန်စည်တင်သွင်းတဲ့လုပ်ငန်းရှင်တွေအတွက် CNB လုပ်ငန်းတွေကိုဝင်ရောက်တဲ့နိုင်ငံခြားငွေကနေတရက်ကိုပြန်မြဒေါ်လာ1.2တန်းခန့်နေ့စဉ်ရောင်းချပေးလျက်ရှိတာဖြစ်ပါတယ်။